န္တာရဒီဆရာကြီးကူးမောင်းစီလာရဆိုတာယန္တာဆိုတာဘဝမရှိခန္ဓာမရှိတဲ့ပုဂ္ဂိုလ်တွေဘလူဟာမျိုးယန္တာလို့ပြောတယ်အဲလက်ဆောင်ဖျားရဲ့တရားတော်ကိုယုံတယ်ဆိုရင်ဖျားကလည်းမရှိတော့အဲယန္တာလည်းမရှိတော့တင်းနေဟုတ်ပါရဲ့ရှင်မဒါပေမဲ့တပည့်တော်ဟာတိတ်ပန်နီလန်းနဲ့သုံးသပ်ပြီးတော့သင်ကြားခြင်းသာဖြစ်တယ်ရှင်ဖျားနဲ့မိတဲ့ဟာလည်းပြီးတော့မဆွေးနွေးနိုင်ပါဘူး တပီးတော့တည်တယ် knowledge sharing မလာတပီးတော့တက်ပြီးမှာအဲ့တော့ဒါကြောင့်မလို့အဲ့လိုဖြစ်တယ်ဆိုရင်တပီးတော့သူကဒါကိုစနစ်တရားနဲ့ဆရာကြီးကိုလေးလာဖို့လိုအပ်မနေဘူးလားပြီးတော့အဲ့လိုမိကုန်မဲ့ပြီးရှင်ဒါဆိုရင်ပြီးရင်တော့တဲ့ပြောယူနေပြောရတော့ဆရာကြီးဆိုတာစိတ်ယောဂပဲတယောက်လိုပဲမြင်ပါတယ်။ဒါကဘုရားအမြင်တော့မစော်ကားပါဘူး။ဟုတ်ရရဲ့ရှင်ပြန်ပါကြောင့်မြင်လဲဆိုဟိုစိတ်ယောဂတဲ့တယောက်မှာ တယ်မှာမျိုးအင်္ဂါတွေအများကြီးရှိတယ်တယ်မှာဒါပေမဲ့အဲ့တော့လိုင်းလမ်းပြီးယုံကြည်တဲ့ဒါကြီးတို့လူတွေရှိတာပဲမြတ်မဘဲရဲ့လက်တကလည်းပြော်ကြီးချုံတယ်မှာပါတော်ပုံခဲ့တာတယ်မှာအဲ့တော့စိတ်ယောဂါဆိုဗုဒ္ဓကအယူပြောက်စီတဲ့စီတယ်မှာတကယ်လည်းအယူပြောက်ပါတယ်လောကကြီးမှာရှင်ပြအယူကြီးအများကြီးရှိတယ်အကုန်လုံးယူလားဟုတ်တယ်လောကကောင်ယူလားဟုတ်တယ်အဲ့တော့အဲ့ဒါကြီးကိုသူပြောက်အောင်ခုနိုင်တယ်ဆိုရင်ရှင်ပြမယုံဘူးလားကဲ အဲ့တော့လည်းပြောတာပေါ့ခုနဟိုအယူရတမှုတာဆိုတဲ့စကားကြီးရှိတယ်ဟုတ်တယ်လေဟိုတဲ့ပြောတော့စိတ်ယောဂဟာတော့ကြောက်ရအောင်လေဒီအနေနဲ့တော့စိတ်ယောဂကင်းတဲ့သဘောကိုဖျားဟုံးလို့စိတ်ကိုစိတ်နဲ့ရှုခြင်းအဖြစ်ဤကြံခြင်းလွတ်မြောက်ခြင်းနောက်ကြတော့ဘာမှမလိုခြင်းဘုဒ္ဓကြီးပြောနေအောင်လို့နားထောင်တော့လူခြင်းလို့တတ်မဲ့လို့ဒီတနာကြောက်ယာယီရှင်နိုင်ခြင်းအကုန်လုံးသူစီသွားပြီးအဲ့တော့ လိန်တဲ့လူလည်းအပြစ်မရှိဘူးအလိန်ခံတဲ့လူတွေရှိနေလို့လိန်တဲ့လူရှိတာဆိုလို့ပဲဆရာကြီးပြောသမျှဒီအားလုံးကတခါကြီးအယုံနဲ့အကဓမ္မဆရာကြီးပြုစကားကိုနားထောင်အောင်ပြုယုံနာမြုံနာနောက်ထားဦးဇင်းတို့အင်တာဗျူး Facebook တင်တဲ့ကသူစီသွားခြင်းလို့သွားရသွားရတယ်။တွိုင်းနဲ့ယုံတဲ့သူတွေလည်းတွေ့သလိုလုံးလုံးမယုံတော့ပဲလွဲတာလေးပဲဓာတ်တိုင်တဲ့လူအများကြီးအဲ့တော့ဘုံဘုံကဟို Facebook တင်လိုက်လို့မဟုတ်ဘူးဦးဇင်းကတော့ ဘူးဂါကြီးဦးဝင်းထွေးဝဲဘူးဘူးဟမ်ဦးဝင်းထွေးဘူးမူးဝင်းထွေးလားဒုတိယဘူးမူးဝင်းထွေးဆိုတော့တင်လိုက်ပါပဲဒါနဲ့ဂါကြီးရဲ့ဒီကတင်သေးချင်တာဟုတ်တယ်အဲ့တော့အရှင်ဘုရားတီးတဲ့ဟာကိုတီးလို့ပြောနေတဲ့အပေါ်မှာပြီးတော့ပြောတာကိုအရှင်ဘုရားကမတီးဘူးတိုးတော့လောကညင်းပဲဆိုရင်ကောအရှင်ဘုရားကအမှန်မလားပြီးတော့အဲ့ဒီမိကုန်နေမိမှာပေါ့အမှန်နဲ့ပြောရတော့ဂါကြီးဥစ္စာကိုညင်းပဲလုံးဝမှန်မလားလို့ပြန်တယ်။အင်း။ဉာဏ်ပြောရတဲ့အခါတော့ ဒကာကြီးကိုမေးလိုက်တိုင်းတပည့်တော်တော့အဲ့ဒါမသိဘူးလည်းဖြစ်သွားတယ်ဒကာကြီးမေးတော့မသိဘူးဆိုတာပြောဘူးအကုန်ဖြစ်နေရှင်ပြားဘာဟုမေးလိုက်တာခုနကဘယဟန္တာကြီးဟာတက်ရှင်နေတဲ့ယဟန္တာကြီးတပည့်တော်ဟာအဲ့ဒီအကြောင်းမဆွေးနွေးဘူးခုကတပည့်တော်ပြောတာဆရာကြီးဝင်းမောင်ရဲ့ကြွလာရင်ပုဂ္ဂိုလ်ကြွလာတဲ့ပုဂ္ဂိုလ်ယဟန္တာကြီးဆိုတာပေါ့ရှင်ပြားအကြီးတည်းရဲ့ knowledge တွေကဘယ်ဆောင်ပြားဖတ်တာလဲဘုရားတရားတော်ဘုရားတရားတော်အရာပဲလေမှန်တယ်ဒါပေမဲ့ဘုရားတရားတော်ဒီ ုံးသက်တဲ့ပုံကျင်လေကုန်တော့ဒီပုံဘဝတွေရဲ့အင်မတန်မှဒီအသေးစိတ်ရဲ့အကြောင်းအရာတွေပုံမှာတပည့်တော်တို့အားလုံးဒီလိလာပါတော့တဲ့လိလာတို့ကုန်ခန်းမှုမရှိနိုင်တော့ညာပြားရေဆိုတော့ရှင်ပြားလေးဒါတာမန်ဖြစ်တော့အဲ့ဒါညံမမီတဲ့သူတို့ကိုယ်စပြယူလေဦးကညံမီသွားပြီ။အော်အဲ့ဒါတရားတော်အရာအမှန်တကယ်ကိုသိသွားရင်ညံမီတယ် ဟိုအမှန်တကယ်တီးသွားရင်ဆိုချင်တာဘာမှမလုပ်တော့ခြင်းဘူးတပြီးတော့မနာလေအဲ့ဒါမှလေအဲ့ဒါမှလေခဏခဏအခုတခါကြီးပြောရင်ဘာမှမလုပ်တော့ခြင်းဘူးညတော်ဖခင်ကဘောလီပင်နဲ့ရှုပ်နေခြင်းမှာတယ်မှာမငါဘောအောင်တယ်တပြီးတော့အားရရင်တော့မဆွင်းသွင်းလို့ခဏမဆွင်းသွင်းပါနဲ့သူပြောနေနားတော့ကြီးပါနားတော့ဦးဒီပုဗ္ဗေနိဗ္ဗာန်ကညာဒိဗ္ဗသက္ကညာအာသဝကညာညာတော်သုံးပါးနဲ့ဖခင်အစင်ရောက်တယ်အတူတူငါကပြီးပြီးသေးတာပြီးကျန်တဲ့ကောင်မပြောဘူးမရဘူး သူ့ဂျမားကြီးတွေပြောလို့ပဲဖြစ်ဖြစ်နောက်ဆုံးတော့အဲ့ဒါပဲလေတရားဟောပါလေအဲ့ဒါပဲလေအခုအရှင်ဖျားကြီးဂျမားကြီးတွေတွေ့ချင်ကလားပြုလို့ကြပါလေဟောခုနကတရားမင်းကြီးတွေတွေ့ချင်ကလားအဲ့ဒါပြောတာဟုတ်ပြီအဲ့ဒါကိုအရှင်ဖျားကတွေ့ဆုံခြင်းကမရှိသေးဘူးလေတရားလူကြီးတွေ့ဆုံတာကိုမယုံဘူးလို့ပြောနေတာကိုအဲ့ဒါကိုတပည့်တော်ကရှင်းပြတာအဲ့ဒါကိုတပည့်တော်ကရှင်းပြတာရှင်ဖျားကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ကြီးအခုတွေ့လို့ရတယ်ရှင်ဖျားကိုတကယ်လို့များရှင်ဖျားကမခံစားရသေးဘူးဖြစ်တယ် အတူတော်ရှင်ဘုရားကခြေောက်နာတော်တောင်တပြီးတော့မတင်ထားဘူးအဲ့ရကိုကတာမန်ကအဲခုနပယောကလားပယောကလားပယောကဆိုတဲ့သဘောကမဟုတ်တဲ့ဒီကနှောက်ရက်တဲ့သဘောနှောက်ရက်တဲ့ဆိုတာမှာရှင်ဘုရားတော်တော်ကြီးဟိုဘာသာရက်ကချုပ်မှာလေမဟုတ်တဲ့ဒီအောက်လန်းရှိရဲအဲဆုံးရှိရဲအဲနောက်တစ်ခါကြီးမကောင်းတဲ့ဒီဟိုရန်သူကြီးရှိရဲရှင်ဘုရားတကူးကြီးရဲ့နာမည်ကြီးတွေမှာက ုနဲ့မတည့်တဲ့နမင်းကြီးတွေဟာသူတို့အကောင်းလုံးမပေးဘူးနှောက်ရှက်ဖို့ပဲကြံသီးနေတယ်ဒုက္ခပေးတယ်ဘဝဘဝမှာရံသူဖြစ်ခဲ့တဲ့သူတွေကိုလက်ရှာပြီးတော့ဒုက္ခပေးနေတာဒီသဘောတရားလေးတွေကြားတော့အရှင်ဘုရားဒါအများကြီးရှိပါတယ်နောက်တစ်ခါပဋ္ဌာန်းတဲ့ဖြစ်ခဲ့တဲ့သူတွေရေစက်ရှိခဲ့တဲ့သူတွေကိုလက်ရှာပြီးတော့ဘုပဲယောက်ျားယူမဲ့သူကိုယောက်ျားမိအောင်သူလွတ်ပြီးလုံနေတယ်မိန်းမယူမဲ့သူကိုဒီနတ်သမီးကနေပြီးတော့တားမြစ်နေတယ် ီလိုသဘောတရားတွေဟာအင်မတန်မှထွေပြီးကားလေးဖြစ်တာပါတရားတော်မှာမပါနိုင်ဘူးလို့ရှင်ပြန်ဒါတပြီးတော့ပြောပြတာပါအဲ့ဒါညအလုံးတစ်ခိုက်ကုနာလို့မတိမှုနဲ့ဒါပေါ့လူကျင်မှုဆိုတဲ့အကြောင်းတရားနှစ်ပါးအခြေခံတယ်လောကီကိစ္စပြောတာပါအဲ့လောကီကိစ္စလည်းမတိလို့လူလောကီဖြစ်နေတာတိတွန်လောကုတ္တရဖြစ်တော့ဘောင်းလွတ်မြောက်သွားတာပေါ့ဟောတပြီးတော့ပြောတာကဒီနတ်ဒီတော့ဒါကဒါကြီးပြောတဲ့မှာမျက်စိမရှိအောင်ပြောတာเนาะအဲဘကပြမလူကတောင်းမှန်တာ ਨੇ အိုးကဘာကဘာလာလာမှုပဲနဲ့အခုဒီနန်းနေကူမြက်ကွာတော့လကောင်းအားဒီမူစိုင်းအောင်လည်းတော့ဘုံမွေဒါလေးတော့ပြောပြပါဦးအဲ့ဒါဆိုရင်ဒါအခုပြောပြရမယ်အဲ့ဒါမျိုးပဲဦးမြတ်မြင်မိတဲ့ခုနကဟိုကဘာကဘာဖြစ်မာလေးဦးစင်းတို့ယုံကြည်တာမဟုတ်ဘူးအဲ့အဲ့ဒါဦးစင်းလည်းမမြင်တော့ဖရာကိစ္စအောင်တာမယုံကြည်တာလေအရှင်ကမယုံကြည်တာတကယ်တော့ယုံကြည်မှုတရားတော်မှာပါခဲ့တယ်မရှိဘူးရှင်ငန်းသားဆက်ကြဝင်လာလေရှင်ဗျာအဲ့ဒါအဲ့ဒါကိုမယုံဘူးလားဆက်မှာလေ အနေနဲ့ဆက်ကြဝလာကြီးရှင်လက်ခံတယ်အဲ့တော့အဲ့ဆက်ကြဝလာကိုတိတ်မှန်ပြညာရှင်ကရည်ရတယ်ရည်တွက်ကြတယ်အနန္တလို့ပြောပြကြပါသူတို့ရည်ရင်းနဲ့ရည်နေတာမှန်ကန်လေဒါပေမဲ့သူတို့ရည်တွက်လို့ဒီတရားတော်ကြီးကိုဟိုကသူတို့စီစစ်ပြီးတော့လိုက်ပြီးတော့တိတ်မှန်ပြကြလုပ်နေတာလေသဘောပြောတာပါအဲ့တော့ဆက်ကြဝလာကြီးရည်တဲ့အခါမှာဘီလီယံ1300000အထိရည်တွက်ပြီးသွားပြီဒါပေမဲ့နောက်ထပ် ဲ့နဲ့ဆောင်းပြောင်းသွားရှိနေလေးရှိတော့မယ်မရည်တော့ရက်ကန်လိုက်ဆိုတော့ကခုနပြောတဲ့ဒီဆက်ကြီးနဲ့တွေ့ဆုံကြတော့အကြောင်းညာရင်ကတော့တပည့်တော်ကအရန်ပြစ်ပယ်ခင်တာသူကလည်းဘာမျိုးတွေပြောနေတာမဟုတ်ဘူးလေပေါ့လေတပည့်တော်ကတော့အဲ့လိုသုံးသက်တာပါကောင်းပါလေဂါယုံယုံကြည်မှုမှာနန်လောကဆိုင်ရာမှာမမီတဲ့ဥစ္စာကိုလှမ်းနေရတဲ့ဥစ္စာပြန်ပါဒီဖျားပွင့်လို့ဒီကဘာမှာဗရကဘာမှာပေါ့ပြန်ပါ ဦးဇင်းတို့တစ္ဆာတရားကိုပြည့်ရပြီလေမှန်ပါတယ်ရှင်ဟိုဘာမှမဟုတ်ပဲနဲ့မြတ်စွာဘုရားလည်းမကြင်မကြံပဲနဲ့အခုပြောအခုဒီအခုမြင်အခုတွေ့ပြီးတော့သူတို့ပါဇက်ကအပြောကောင်းတိုင်းသူပြောတတ်တိုင်းအဲဘဝဘဝတွေကိုမြင်တယ်ဆိုတော့ဘုရားနဲ့သာနေတယ်ဟုတ်ဘူးရှင်ဗျာအဲ့လိုဘူးအဲ့ဒါလေသူ့ရဲ့ပြောရင်ဆိုရင်လူတွေနဲ့တွေ့ရင်တော့လုံးအလုံးပေါ့အဲ့ဒါကြတော့တပည့်တော်ခုနကပြောတယ်သူ့ရဲ့ပေါ်ပေါ်မှုကဟမ် ဝိညာဖြစ်ဖို့ကြင်ကြံနေလို့မတူဘူးသူလည်းလူမင်းဖြစ်တာအဲ့တပီတော်အဲ့ဒါပြောချင်တယ်ဒါဆိုအရှင်ပြားလည်းမကြဘူးဘူးဘာလို့လဲဆိုတော့စာအုပ်တွေမှမရှိဘူးအဲ့တော့တပီတော်တို့ရဲ့ဒီနန္ဒဆက်ကြပါလားတပီတော်တို့ကဘာကအင်မတန်မှဒါဟိုခုနပြောတဲ့ပဒကဘာဗုဒ္ဓအမြားငါးခုဖြစ်ဟုတ်ပါတယ်ဒါပေမဲ့အဲတခြားတော့တပီတော်ပြောရောပါဒီကဟောပဲပြောမယ်ဆိုရင်ဒီကဟောပဲပြောမယ်ဆိုရင်ဒီ တပီတော့ခုလက်ရှိကြုံတွေ့နေရတဲ့အားကိုပဲကြည့်ပါအဲတကယ်ကိုလည်းဝေကြီးနေပါတယ်နောက်အကြောင်းကြောင်းကြောင့်ဟိုင်းလည်းပါတယ်အနောက်ရှက်တည်လေးရှိတယ်အဲတော့ဒီဘာသာပေါင်းစုံမြောက်များစွာကဘာသာပေါင်းစုံကဖြစ်ပေါ်လို့ပုဂ္ဂိုလ်ကြီးကတမထအားနဲ့ပဲဖြစ်ဖြစ်သူတို့အတိတ်ကတန်းမမီနဲ့အကြောင်းအရာကြီးနဲ့ဖြစ်ဖြစ်သူတို့မှလည်းတကူးရှိတယ်ရှိတယ်တကူးဆိုရင်အကြောင်းအရာကိုတော့တပီတော့လို့ကရည်မယ်ဆိုရင် တပည့်တော်တို့ဒီဘုရားတရားတော်ထဲမှာတကူအကြီးပန်းရဲ့ဒီဆောင်ရွက်ခဲ့တဲ့အကြောင်းအရာတွေဘုရားရှင်ကိုယ်တိုင်လည်းရှိတယ်။နောက်တစ်ခါငတ်ဒီဝဒာတွေလည်းရှိတယ်။ဝိညာဉ်တွေလည်းရှိတယ်။အခုရကန်းရှင်တော်ဆရာတော်ကြီးကိုအားလုံးကဒီခုနယူယူတရာပွားပြီးတော့အားလုံးကတကယ်တော့ဟိုခုနလိုတူရတူရဆူကြတာပေါ့လေ။ဒါတွေကရှိနေတာပါ။တကူကရှိပါတယ်။တကူကမရှိတာမဟုတ်ပါဘူးရှင်။တကူကရှိပါတယ်။သို့တော့ တကူတုံသွဲတဲ့ပုံစံမှာတော့တကူကတန်လျာအတွက်ဟိုခုနနိဗ္ဗာန်ကျွန်တော်တရားအတွက်မဟုတ်ဘူးလေနိဗ္ဗာန်ကျွန်တော်တရားဓုဆိုတာလေလူတိုင်းအတွက်မှမဟုတ်တာနိဗ္ဗာန်ကျွန်တော်တရားဓုကိုလိုချင်တဲ့အစ်စ်မှာနိဗ္ဗာန်ကျွန်တော်တရားကိုကြွားကြတာလေတပည့်တော်လူနဲ့တခြားသောအခုလောက်တိုင်း